မင်္ဂလာပါရှင်။ဘာမခင်းတဲ့သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းထုတ်သတင်းဥများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ယခုအခါပြမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြောက်ရီမြို့ခလရ295တရင်မှစစ်ကောင်စီတပ်သားတအုပ်နဲ့စစ်မှုရန်တပ်သားတဲ့နှစ်အုပ်စုစုပေါင်း၃အလင်းဝင်စစ်တိတ်ပေါ်တာဆွဲဖမ်းဆီးမှုခံရပြီးစစ်သားပြည့်တုတ်သွင်းခံရသူများဖြစ်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ကရင်ပြည်နယ်မြရီမြို့ခလရ259တရင်မှအကျန်းဖက်စစ်ကောင်စီတပ်သားတအုပ်နဲ့စစ်မှုရတပ်သားတဲ့2အုပ်စုစုပေါင်း3အုပ်ကအလင်းဝင်ရောက်လာကြောင်းပြည်သူ့ကော်မတီတမရပြူဟာ38လုံချုံရေးတပ်ခွဲမှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည် ဇွန်လ9ရက်နေ့မြောက်ရီမြို့295တရင်မှာအကျန်းဖက်စက်ကောင်းစီတပ်သားတအူနဲ့စစ်မှုရန်တပ်သားတဲ့နှစ်ဦးအပါအဝင်သုံးဦးသည်တနက်များယူဆောင်လာခြင်းမရှိဘဲပြူဟာ38လုံးကျွေးတက်ခွဲထံသို့အလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရသည်။အလင်းဝင်ရောက်လာတဲ့သုံးဦးစလုံးတနက်မပါဘူးအလင်းဝင်ရောက်လာတဲ့သူတအူကဌာနေတအူနဲ့ကျန်းနေနှစ်ဦးကတော့စစ်မှုရန်တပ်သားတစ်ပောင်းရွှေပြည်တော်ကတယောက်နဲ့ပြည်ပကတယောက်ပါစစ်မှုရန်တပ်သားနှစ်ဦးစလုံးကစစ်မှုရန်တနက်အပတ်စဉ်ရှိကပါစစ်မှုရန်တပ်သားနှစ်ဦးစလုံးကအလုတ်သွိုင်းအစွဲခံရ တာပါသူတို့နှစ်ဦးစလုံးကစစ်မှုရဲတင်တန်းကိုလေ့ကျင့်ရင်၃ချိန်နောက်မှတက်ခဲ့တယ်။ဇန်နင်းသူတွေလည်းအမြန်အလင်ဝင်းကြပါလို့တိုက်တွန်းချင်ပါတယ်ဟုပြည်သူ့ကော်မတီတက်မတော်ပြူဟာ38လုံချိုရေးတက်ခွဲမှတောင်းရှိသူကရှင်းပြသည်။ထို့သောအလင်ဝင်းရောက်လာကြသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်၃ကိုတအူးလင်းစုငွေ၅သိန်းကျပ်စီပေးရချီမင်းခဲ့ကြောင်းသိရှိရသည်။အကြမ်းဖက်စစ်ကောင်စီကနိုင်ငံတော်မှလူငယ်များကိုပေါ်တာဆွဲဖမ်းဆီး၍စစ်မှုရဲတပ်သားအသစ်များအဖြစ်စုဆောင်းလျက်ရှိရာရှစ်ခုအကောင်စစ်မှုရဲအပတ်စဉ်၁၄ ့သို့ရောက်ရှိနေပြီဖြစ်သည်ဆလဘီစစ်တွေမြို့နယ်ကန်းကောကျွန်းရွာစစ်တပ်စခန်းကိုအေးကစီးနှင်းတိုက်ခိုက်မှုစစ်ကောင်စီဘက်မှတိုက်ဆုံထိခိုက်မှုအများပြားဆွဲတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင် ရှိခိုင်းပြီးစစ်တွေမျိုးနဲ့ကန်းကုန်ကျွန်းကြီးရွာရဲ့ခြေချတက်ဆွဲထားသောစစ်ကောင်စီစစ်ကန်းကိုအရကတက်မရောအေအေကမေလနောက်ဆုံးပတ်အတွင်းမှာဝင်ရောက်စီးနှင်တိုက်ခိုက်ခဲ့ကြောင်းစစ်တွေသတင်းရင်းမြစ်ကပြောသည်စစ်ကောင်စီတပ်သားများအလင်းငိုင်းဖြစ်နေချိန်တွင်ညရင်းချင်းအေအေကဝင်ရောက်စီးနှင်တိုက်ခိုက်ခဲ့ကြောင်းနှင့်တန်ချက်ကစစ်ကား၂စီးကိုလည်းမိရှို့ဖျက်ဆီးပစ်ခဲ့ကြောင်းစစ်တွေသတင်းရင်းမြစ်ကပြောသည်မေလန်ကုန်နေဇွန်လအစောပိုင်းရက်လောက်ကပေါ်ရှတ်တော်တိတိကျကျမပြောဘူးမိုးအယံရွှော်နေတဲ့အချိန်မှာစစ်ကောင်စီတပ်သားတွေအလင်းငိုင်းဖြစ်နေတဲ့အချိန်ဝင် များတိုက်ခဲ့တာလို့ပြောတယ်။အရင်မှရှိတဲ့တန်ချက်ကစစ်ကားနှစ်စီးကိုလည်းမီးရှို့ပစ်ခဲ့တယ်။ပြီးတော့မနက်ပိုင်းမှာအေအေကပြန်ဆုတ်သွားတယ်လို့ပြောတယ်ဟု၎င်းကပြောသည်။အဆိုပါတိုက်ပွဲတွင်စစ်ကောင်စီတပ်သားများရှာနှစ်ချီတိုက်ဆုံခဲ့ပြီးတိုက်ပွဲကြမှာတိုက်ဆုံသွားတဲ့ရုပ်အလောင်းများမှာရခုအခါပုံနှံများစစ်တွေဘက်မှပဲရှာနေသည်ဟုစစ်တွေမျိုးစစ်ရေးတရင်ဟင်းမင်းများကပြောသည်။အဆိုပါတိုက်ပွဲတွင်စစ်ကောင်စီတပ်သားများရှာနှစ်ချီတိုက်ဆုံခဲ့ပြီးတရားရှိခဲ့သည့်စစ်ကောင်စီတပ်သားများကိုစစ်တွေမျိုးစေယုံနှင့်တပ်နေမြေစေယ ော်များတွင်စေကူတာနေကြောင်းသတင်းရင်းမြစ်များကပြောသည်စစ်တွေမျိုးနေကြေရပေါင်း20ခန်းမှဒေသပြည်သူများကိုစစ်ကောင်စီကနှင်ထုတ်ထားပြီးရင်းကြေရများတွင်စစ်ကောင်စီကအခြေဆိုင်စကန်အခိုင်မာတပ်ဆွဲတိစောက်ထားခြင်းဖြစ်သည် စစ်ကောင်စီတပ်ဆွဲထားသောကြေးရွာများတွင်ခန်းကုန်ကျွန်းကြေးရွာလေးပဝင်ပြီးတပ်သား200ထပ်မင်းဖြင့်တပ်ဆွဲထားကတန်ချက်ကစစ်ကားများကိုပါခြားထားခြင်းဖြစ်ကြောင်းစစ်ရေးတရင်ရင်းမြများကပြောသည် ခန်းကောင်ကျွန်းကြီးရွာသည်စကောင်စီဒေသကုကဲမှုစစ်ဌာနချုပ်စစ်တွေတက္ကဆစစ်တွေဌာနချုပ်နှင့်တမိုင်းကျော်သောဝေးကွာကြောင်းနှင့်စစ်တွေဒေသခံတို့ကပြောသည် ကန်းကောကျွန်းကဒါကဆစစ်တွေနဲ့တိမ်မွေးဘူးလို့ပြောရမယ်။ချက်ကိုင်းတန်ရွာတွေကနေတော်ရတဲ့ကလတဲမြက်လက်တဲ့ချောင်းငယ်တစ်ခုရဲ့ကံပြီးမှတည်ရှိတဲ့ရွာဖြစ်တဲ့ဒါကဆစစ်တွေနဲ့တမိုင်ကျော်လောက်ပဲဝေးမယ်ထင်ပါတယ်။ကန်းကောကျွန်းရဲ့ချောင်းတစ်ဖက်မှာဆိုရင်လည်းစစ်ကောင်စီရဲ့ကာကင်စခန်းကြီးတစ်ခုရှိသေးတယ်။စစ်ကောင်စီကအရင်ရွာမှာတပ်ဆွဲထားတာကတော့သိကြပါရယ်။ကန်းကောကျွန်းကနေဆက်သွားရင်စောမတက်ရွာအရင်ကနေစစ်ကောင်စီရေတပ်စစ်သည်မော်တွေရှိတဲ့ရွှေမင်းငန်စေကန်ကလတဲမြက်တဲသို့ပေါက်တာပေါ့ဟုဒေသခံကရှင်းပြ သည်ကန်းကိုကျွန်းရွာကစစ်ကောင်စီစစ်ကန်ကိုအေအေကဝင်ရောက်စီးနှင်းတိုက်ခိုက်ရေးစစ်ကောင်စီတပ်သားများသိဆုံးပြီးအပုံနက်များထွက်နေသည်ကိုနောက်ထပ်စစ်တွေဒေသခံတို့ကလည်းအတည်ပြုထားသည်ကန်းကိုကျွန်းကိုအေအေဝင်စီးတဲ့တွင်ကတော့ကြားပါရည်ဒါပေမဲ့ဘလောက်ထိခိုက်သေးတယ်ဆိုတော့ကိုအတိအကျမသိရဘူးစစ်ကောင်စီတပ်သားတွေအသေးများလို့အပုံနက်တွေရတာကတော့မှန်ပါရည်စစ်တွေဘက်သို့လေတိုက်လို့တစ်ချက်တစ်ချက်အနက်ကမခံနိုင်ဘူးတော်တော်လေးကိုပုံစော်နေတာပါဟုအဆိုပါဒေသခံကပြောသည်ကန်းကိုကျွန်းတိုက်ပွဲနဲ့ပတ်သက်ပြီးအရက တက်မလို့အေအေကိုဆက်သွယ်မေးမြန်းတော့လေအကြောင်းပြန်ချင်းမရှိပေစစ်တွေမျိုးအနေရင်းစစ်ကောင်စီတက်စကန်များကိုအရခတက်မလို့အေအေကအလင်းငိုင်ဝင်တိုက်ခြင်းနဲ့စစ်ကြောင်းများကိုခြားပြတ်တိုက်ခိုက်ခြင်းအပြင် စနိုင်းပါနှင့်ပြစ်ခတ်မှုများလည်းရှိကြောင်းစစ်ရေးသတင်းမြင့်များထံမှသိရသည်စစ်ကောင်စီဘက်မှစစ်တွေမျိုးအနီးပပတ်လေးတွင်မြေမြုံမိုင်းများထောင်တာကတက်စကန်အများပြားကိုလည်းတိုးချဲထားပြီးပေါတော်ပုံနဲ့ကျုံနှင့်ရသည့်တောင်ဘက်သို့လက်နက်ကြီးများပြစ်ခတ်မှုများမကြာခဏပြုလုပ်လျက်ရှိသည်ရှင်ပြင်အဆိုပါမျိုးများနှင့်စစ်တွေမျိုးအနီးရှိအေအေရှိနိုင်သည်ဟုယူဆသောနေရာများသို့လေကြောင်းတိုက်ခိုက်မှုများနှင့်စစ်သည်မောများကလည်းကင်းလင်းဆောင်ရွက်မှုရှိကြောင်းသိရှိရသည်အထူးသဖြင့်ကလဒန်မြေဝါနှင့်မေယုမြေကျောတခြားပါတလေး တ်စိတ်ကန်နဲ့မင်းချောင်းတရာထိတ်တို့စစ်ကောင်စီစစ်သည်မောများမှာတွားရောက်ကင်းလည်နေကြောင်းသိရသည်စစ်တွေစစ်ကောင်စီဒေသကုတ်ကဲမှုစစ်ဌာနချုပ်ဒါကစာစစ်တွေခလာရ20ခလာရ232ခလာရ290ခမာရ344ခမာရ354အင်ဂျင်နီယာတပ်အပါဝင်အမြောက်တပ်ရဲတပ်ရင်းစေကုထမင်းရှိနေသည် လက်ရှိရခိုင်ပြည်နယ်မြို့နယ်ပေါင်း18မြို့နယ်ရှိသည့်အနစစ်တွေချောက်ဖြူနှင့်မန်အောင်မြို့၃ခုမှလေရဲချက်မြို့နယ်များအလုံးကိုအေအေကတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ် ဲ့သည်ဆက်လက်ပြီးမင်းအောင်လိုင်းကစကိုင်းနှင့်မန္တလေးမြို့တို့သို့လာရောက်တော့လဲငလျင်တန်းတဲ့ပြည်သူများအတွက်မြေဒီအကိုငိမ့်မှမပေးပဲဝေကုံပေါ့များသာဖန်တီးသွားခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင် အကျန်းဘတ်စစ်ကောင်းဆောင်မယောင်လိုင်းကမက်ရှလာ၂၀ရှယ်နေငလင်တန်ခံခဲ့ရသောစကိုင်းနှင့်မန္တလေးမြို့တို့သို့လာရောက်ခဲ့ပြန်တော်လဲငလင်ကြောင့်နေနေစီဝိုင်းများဆုံးရှုံးသောပြည်သူများအတွက်အကူအညီပေးခြင်းမရှိသေးကြောင်းငလင်ဘေးတန်တဲ့ပြည်သူများကရှင်ကုန်ခဲ့တဲ့တွင်ဌာနထံသို့ပြောဆိုသည်ရှမန်နီဇွန်လ၁၀ရက်နေ့တွင်အကျန်းဘတ်စစ်ကောင်းဆောင်မယောင်လိုင်းကစကိုင်းနှင့်မန္တလေးမြို့များသို့သွားရောက်ခါငလင်ဘေးတင်ဖီးယားများပြန်လည်ပြင်ဆင်ကိစ္စများကိုအတင်းကဦးစားပေးဆောင်ရွက်က ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသိရှိရသည်မန္တလေးနှင့်စကိုင်းမြို့ ိုတဲ့မြောင်းလိုင်းလာရောက်မည်ဖြစ်ပြီးငလင်ကြောင့်ပြည့်စင်နေသောနေများအဆောက်အုံများနဲ့ကို CB နှင့်စစ်တပ်များကသွတ်ပြအပြာများဖြင့်မဖြစ်မနေခံရန်ထိုင်ဖျားပေးခဲ့ကြောင်းထို့ပြင်နေအပြိုပြည့်စင်များကိုအမြင့်တင့်နေအောင်ရှင်းလင်းထားရန်တင်းဆောင်နေသောအဆောက်အုံများကိုအစင်းရောင်စများဖြင့်ဖြစ်နိုင်မှာကဖို့အုပ်ထားရန်ဆိုသော ငွေကြေးအကောင့်အချများသည့်အမိန့်ညွန်ကြားချက်များထုတ်ပြန်ခဲ့ကြောင်းတို့ရရင်ငလင်းကြောင့်ပြည်စီဆုံးရှုံးမှုများကိုမြေတီအကူညီမှမပေးကြောင်းမန္တလေးမှအောင်မြင်မှနေအိမ်ပြိုကျခဲ့ရသည့်ပြည်သူတို့ကရှင်းများသည့်မေလဇန်မိုင်းကလေးကမင်းလိုင်လာမှမို့နေအပြည့်စီတွေကိုတုတ်ကခိုင်းနေတွတ်တောင်မှရွရွတို့မရဘူးအပြောင်ရောင်တုတ်ထားတဲ့တုတ်ကခိုင်းနေအဲ့ဒါတုတ်ကစီတွေတက်နေချိန်ကခိုင်းတော့နောက်ပြီးနေအိမ်ကတိန်ဆောင်းနေရင်အစိမ်းရောင်ဆလိုဟာကြီးတက်နိုင်အောင်ထားပေးပါဆိုပြီးလုပ်တဲ့ ဲ့ဒါကတော့အန်နီယယ်များလို့နင်တို့အုံနိုင်လာအုပ်ပြီးငါအစိမ်းစဝယ်ထားမယ်ဆိုပြီးပြန်ပြောရတယ်။လာလဲမလုပ်ပေးပါဘူး။အိမ်ကဆောင်နေလို့စီပင်ကိုဖြိုပေးဖို့တော့တင်တာ၃လလောက်ဆောင်ရမယ်ပြောတယ်။ငလင်ပြီးတာ၃လနေပါရောက်တွေ့မယ်။ဘာအကူကြီးမှမရတဲ့ပြင်ငွေကုံပေါက်တွေထက်လောက်ခိုင်းတာလာပြီးပြန်တော့လဲဘာအကူကြီးမှမရဘူးဟုမန္တလေးမှပြည်သူကရှင်းပြသည်။စကိုင်းမျိုးပေါ်ရင်လည်းငလင်ချောက်နေအိမ်နဲ့စီပွားရေးလုပ်ငန်းဆုံးရှုံးသူအလွန်များပြားပြီးလက်ရှိအချိန်ထိစစ်ကောင်စီကအမိတိအကူကြီးမှမပေးကြောင်းဒေသပြည်သူများကဆိုသည်

အိမ်လည်းမပြတ်နိုင်သေးဘူးနေစရာလည်းမရှိဘူးငလင်ကြောင့်အိမ်ပြိုတဲ့အထဲမှာဆုံးသွားတဲ့အမေနဲ့အဖွာအထွတ်တောင်းလာလည်းမလုံနိုင်ဘူးဟုစကိုင်းမြို့ပေါ်မှာငလင်ဘေးတန်တဲ့ပြည်သူတို့ကပြောဆိုသည်အကြံဖက်စစ်ကောင်စီကငလင်ဘေးတင်ပြည်သူမြိုက်နေများပြည့်စည်သွားသောလူနေအိမ်39603လုံးကိုပြည့်စည်မှုလိုက်မကြမီထောက်ပံ့ပေးမည်ဖြစ်ကြောင်းစွန်လ6ရက်နေ့အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးတွင်ဒုစစ်ကောင်ဆောင်စိုးဝင်းကပြောဆိုခဲ့သည်မတ်လ28ရက်နေ့ငလင်အတွက်ပြည်တွင်းအလှူရှင်များ၏လှူဒါန်းငွေ ွေချက်144ဘီလျံကျော်နဲ့ပြည်မလူရှင်များအမေရိကန်ဒေါ်လာ9သန်းကျော်ထည့်ဝင်ထားခဲ့ပြီးလက်ရှိအချိန်ထိစုစုပေါင်းငွေချက်264.656ဘီလျံအသုံးပြုခဲ့ပြီးဖြစ်ကြောင်းစကောင်းစီကထုတ်ပြန်ထားတယ်။ ဆလင်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့ထိုင်းမြန်မာနယ်စပ်က point 2566စတက်စကန်ကို KNU သိမ်းပိုက်ဆွေးနွေးတဲ့မယ့်ဖြစ်ပါရရှင်။ထိုင်းမြန်မာနယ်စပ်တနင်္လာရီတိုင်းတဝဲမြို့နယ်ရှိစက်ကောင်စီရဲ့ point 2566ရှေ့ရန်စကန်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ခရင်အမျိုးသားအစည်းအရုံး KNU ဘူကတီးပြုတ်ထုတ်ပြန်ပါတယ်။အဲ့ဒီရှေ့ရန်စကန်ကိုခရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေကဇွန်လ10ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဇွန်လ10ရက်နေ့မှာစကန်တစ်ခုလုံးကိုသိမ်းပိုက်ရရှိခဲ့တာပါ။စကန် င်းတိုက်ဝဲတွင်စစ်ကောင်စီတပ်ကနေလက်နက်ခဲယံအချို့နဲ့ဆက်ဆက်ပစ္စည်းတွေသိမ်းဆီးရမိခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ထိခိုက်ဒေဆုံးမှုကိုအသေးစိတ်ထုတ်ပြန်တာမရှိသေးပါဘူး။ point 1566စခန်းဟာ1969ခုနှစ်ထဲကထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီအခြေချတပ်ဆွဲခဲ့တဲ့ရှေ့ရန်စခန်းခု ဖြစ်ပါတယ်။တဝဲမြို့နယ်ထိခိုက်နေဘွယ်မှာ point 1566စခန်းနဲ့ငရဲနီစခန်းနှစ်ခုသာကျန်ရှိနေပြီး point 1566စခန်းကို KNL ပူပေါင်းတပ်တွေဘက်ကသိမ်းပိုက်လိုက်ပြီးဖြစ်တာကြောင့်ငရဲနီစခန်းတစ်ခု သာကြန့်ရှိတော့တယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့ဧပြီလ19ရက်နေ့ကလည်းတနင်္လာရီတိုင်းတခွဲမြို့နယ်ရှိစကောင်စီအထူးကြီးဖြူအားစခန်းကို KNL ပူပေါင်းတပ်တွေဘက်ကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ဇလဘေးမူလာရန်ကလင်းငယ်တုံးအပဝင်ပြည်သူငေါသိဆုံးစေခဲ့သောကျုံတို့ပိုင်ရဲ့ကြေးရနေစာတင်ချောင်းကိုဆစ်လီရင်ဖြင့်ပုံချေရာတွင်နိုင်ငံတကာကပိတ်ပင်ထားသောကလပ်စတာပုံအမျိုးအစားစစ်ကောင်စီကအသုံးပြုခဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ မူလရန်ကလေးငယ်သုံးအပါဝင်ပြည်သူငေါတည်ဆုံးစေခဲ့သောကျုံတို့ပိုင်ရဲ့ကြေးရွာနေစတဲ့အကြောင်းကိုစစ်လေရင်ဖြင့်ဖုံးချေရာတွင်နိုင်ငံတကာကပိတ်ပင်ထားသောကလစ်စတာပုံအမျိုးအစားကိုစစ်ကောင်စီကအုံပြုခဲ့ကြောင်းကရင်အမျိုးသားစီယုံ KNU ဒူပလာယာခရိုင်ကသတင်းထုတ်ပြန်နေစွန်လ9ရက်နေ့မွန်လယ်တနေ့45မိနစ်အချိန်စစ်ကောင်စီတပ်ကကရင်ပြည်နယ်ကျုံတို့မြို့နယ်ပိုင်ရဲ့ကြေးရွာအတွင်းသို့တိုက်လေရင်ဖြင့်ဖုံးချေချခဲ့ကြောင်း ဖုန်းကျဲမှုကြောင့်ကျေးရွာတွင်ရှိနေများတွင်ပညာသင်ယူနေသောအသက်6နှစ်နှင့်အသက်10နှစ်အရွယ်မိန်းကလေးငယ်နှစ်ဦးအသက်9နှစ်အရွယ်ကလေးငယ်တဦးအသက်40နှစ်အရွယ်ကျောင်းဆရာမတဦးနှင့်အသက်65နှစ်အရွယ်အမျိုးသားပြည်သူတဦးတို့သေဆုံးခဲ့ကြောင်းထို့ပြင်ကျောင်းသူကျောင်းသား18ဦးအပါအဝင်22ဦးထိခိုက်ဒဏ်ရာရကနေဆေးလုံးနှင့်ဘုံကြီးကျောင်းတစ်ဆောင်ထိမှန်ပျက်စီးခဲ့ကြောင်းသိရသည်စစ်တပ်လေးမြင့်ဖုန်းကျဲမှုကြောင့်ထိခိုက်ဒဏ်ဆုံးသွားခဲ့သောကလေးငယ်များနှင့်အတန်ရရကလေးငယ်များမှ Grade 1နှင့် Grade 2မူလာတဲ့ကျောင်းသူကျောင်းသားများဖြစ် ကြောင်းသိရှိရသည်စစ်ကောင်စီကလေးမြင့်ဘုံချေရီနေပြည်တော်လေတက်မှတိုက်လေးမြင့်ဘုံချေခြင်းဖြစ်ပြီးခြေချခဲ့သောပုံမှန်လည်းနိုင်ငံတကာကပိတ်ပင်ထားသောစင်ငွဲပောက်ကွဲစီသည့် cluster ဘုံအမျိုးအစားဖြစ်သည်ကိုတွေ့ရှိရကြောင်း KNU ကဆိုသည်အကြမ်းဖက်စစ်ကောင်စီတပ်ကအပြစ်မဲ့ပြည်သူများကိုရှမ်းသူတပွဲပြစ်မှတ်ထားကစစ်ရေးပြစ်မှတ်မှုသည့်ဘာသာရေးအဆအုပ်များပြည်သူစေယုံစေကံများစသည်ကြောင်းများနှင့်အပြစ်မဲ့အရက်သားပြည်သူနေထိုင်သည့်နေရာများအားပြစ်မှတ်ထားကရွေချက်ရှိရှိဖြင့်လိုင်းလံပုံချဲ တပ်ဖြတ်နေကြောင်း KNU ကထုတ်ပြန်ထားသည်